ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအားလုံးသိရတဲ့အတိုင်းပါပဲ Donald Trump ကတော့တက်လာပြီးရဲ့အခါမှာ ဟိုသူ့ရဲ့နိုင်ငံကိုသူကလည်းပြင်ပြောင်းလဲမှုတွေလုပ်တာပေါ့နော်အဲ့တော့ budget တွေဖြတ်တောက်တယ်အဓိကကတော့သူ့နိုင်ငံ budget တွေလေလွင့်နေတာပေါ့ရှင်ပတ်စံဘလောက်ချမ်းသာချမ်းသာအသုံးချမ်းနေမွဲမှာပဲလေအဲ့တော့သူကမွဲမှာစိုးတဲ့အတွက်သူလည်းမျိုးချစ်စိတ်တဲ့ရှိရတဲ့သူတို့ကကျွန်မလက်ခံလဲရှင်သိလားဒါကြောင့်လည်းသူ့နိုင်ငံကောင်းဖို့အတွက်ကိုသူလည်းလှုပ်ဆောင်နေပေါ့နော်အခုပြောပြချင်တာအခုဆိုရင်ဒီ budget ဖြတ်တောက်တဲ့ကိစ္စပြီးရဲ့နောက်မှာပေါ့နော် BOA Barmis ကနေပြီးတော့ Facebook page တွေရော YouTube channel တွေရော Telegram channel တွေရောအားလုံးသတင်းတင်တာရန်နာသွားပြီဖြစ်ပါရဲ့ရှင် အာရဖီကတော့ယနေ့ဒီသတင်းလေးတွေကိုဆက်လက်ပြီးတင်နေဆဲဖြစ်တောင်မြင်တွေ့ရပါတယ်။ဒါပေမဲ့သူလည်းဘလောက်ထိတောက်ခံနိုင်မှာမလို့လေ။အဲ့လိုကိစ္စလေးရှိရပါတော့။ဒီတော့သူတို့တွေအနေနဲ့ကသူတို့စီမှာကြတော့ကျွန်မနိုင်ငံလိုမဟုတ်ဘူး။တခုခုပေါ့နော်။ဒီ brand တခုကိုရက်တန့်လိုက်ပြီဆိုဒီ brand နဲ့ပတ်သက်တဲ့အရာအလုံးရက်တန့်လိုက်ရတာပေါ့နော်။ကိုယ့်စီမှာ YouTube channel ကြီးရှိတယ်ဆိုလို့ဒါအောင်ဆက်လက်ပြီးလုပ်ကင်လို့မရအောင်ရှင်။ဥပဒေရအရေးယူရအရေးယူခံရနိုင်တယ်ပေါ့နော်။အဲ့လိုမျိုးဆိုတော့အလုံးရက်တန့်သွားတာပေါ့ VW bar miss ကတော့ဟိုအဲ့တော့သဘောကျတယ်လည်းရှိရယ်သဘောမကျတယ်လည်းရှိရယ်ပေါ့ရှင်။တော်ကျွန်မအနေနဲ့ပြောချင်တာက သူတို့နိုင်ငံကဖြစ်ပွားသွားတဲ့ကိစ္စပေါ်အခြေခံပြီးကျမတို့နိုင်ငံစဉ်းစားမယ်အပိုင်းလေးပါရှင့်ကျမတို့နိုင်ငံမီဒီယာကဏ္ဍကတော့အားလုံးသိရတဲ့အတိုင်းပါပဲကျမတို့ကရှိရာလေးနဲ့စူးစမ်းပြီးတော့ရုံးကန်နေရတာပေါ့နော်ဘလို့ဖြစ်ကိုယ်နိုင်ငံထဲမှာကိုယ့်ရဲ့မီဒီယာအားကောင်းနေရဆိုအခြားသူကဝင်လို့မရအောင်လေလူတယောက်လိုပဲပေါ့ရှင်ကိုခန်းကောင်းနေရဆိုပြင်ပရောဂါမဝင်နိုင်ဘူးလေဒီတော့ကျမတို့ကပြည်တွင်းထဲမှာကိုမီဒီယာမီဒီယာကိုခန်းအားပေါ့မီဒီယာကိုခန်းအားကောင်းဖို့အတွက်ကိုစူးစမ်းရမယ်ရှင့် ပြီးတော့အခုလိုမျိုး trend ကတက်တဲ့အချိန်ဆိုတာကသူတို့မှာဆိုတမတ်တန်၄နှစ်ပေါ့နော်၄နှစ်တစ်ချိန်ရွေးတာဖြစ်တဲ့အတွက်အမြဲတမ်းသူ့ကိုပဲအားကိုးနေလို့မရဘူး trend ကဒါကိုလှုပ်လိုက်ပြီးငါတို့တော့အားသာပြီးမထင်နဲ့ရှင်ဒီတက်တန်းဟာအများဆုံးရှိ၄နှစ်ပဲရှိမယ်၄နှစ်ပဲရှိတဲ့အချိန်မှာကျမတို့ကအခွင့်အရေးကြတော့မှကိုယ့်ရဲ့ media တွေအားကောင်းမှုတွေကိုစ조사တဲ့နေလို့ထင်ပါရှင် နောက်တစ်အစိုးရတက်လို့မူဝါဒတာပြောင်းသွားခဲ့မယ်ဆိုရင်ဒီ media တွေကပြန်လေးပြီးအသက်ရှင်လာအောင်ပါရှင်အဲ့ဒီအချိန်ကြလို့ရှင်ရင်အရင်လိုပဲကျမတို့ကငုတ်ကငုတ်ကနဲ့ ဒီမိုင်းတွေကိုပြန်မတိုက်နိုင်တဲ့အခြေအနေရှိနေမှာလားဒါစဉ်းစားရမယ်ရှင်ဒီတော့အခွင့်အရေးရတော့မှသူများကနောက်ကောက်ကြနေတော့မှကိုတည်းကအချိန်နဲ့အဟုန်နဲ့စူးစမ်းရမှာဖြစ်ပါတယ်ရှင်ဒါကတော့နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေပေါ့နော်အဓိကမီဒီယာခန်းကဏ္ဍမှာတာဝန်ရှိတဲ့သူတွေအနေနဲ့ဒီကိစ္စလေးကတော့စဉ်းစားသင့်တယ်ထင်တဲ့အတွက်ကျွန်တော်တို့အကြံပြုတင်ဆက်တာဖြစ်ပါတယ်ရှင်ကျမတို့ကဘလို့ပဲဖြစ်သူတို့နိုင်ငံထက်စားလို့ရှင်တော့ဘတ်ဂျက်သုံးတာတွေလူစွမ်းအရင်းမြစ်တွေအတက်ပညာပိုင်းဆိုင်ရာတွေမှာအနေငယ် အားနည်းတဲ့အနေအထားလေးရှိရပါတော့ဒီတော့သူများကဒီချိန်မှာနှေးသွားတဲ့အချိန်မှာကိုရီးယားခြေဘဏ္ဍလန်းစာသူတို့ထက်ဥအောင်ရှောက်ထားတဲ့လဲဆိုတာလေးကိုစဉ်းစားသင့်ပါတယ်ကျမတို့မီဒီယာကိုကျမတို့အားကောင်းမောင်းတန်ဖြစ်အောင်စူးစမ်းလိုက်ပြီးရနောက်မှာဆိုရင်ပေါ့နော်ဒီ၄နှစ်အတွင်းအချိန်ရရရှင်အချိန်၄နှစ်လောက်ရနိုင်တယ်တို့နိုင်ငံမှာအစိုးရအပြောင်းလဲဖြစ်သွားမယ်ဆိုတော့မှခုခုကြားထဲမှာဖြစ်သွားမယ်ဆိုတော့မှတို့နိုင်ငံချက်ချင်းဒီဟာကြီးကိုပြန်လဲဖော်ဆောင်မှုမလွယ်ဘူးပေါ့နော်ဒီတော့ကျမတို့ပြန်ညအားဖြစ်ပေါ့အချိန်၄နှစ်ရမယ် အဲ့ဒီ၄နှစ်အတွင်းမှာမြမမီဒီယာကဏ္ဍဘလောက်ထိဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမလဲဆိုတာကကျမတို့အတွက်အရင်အရေးကြီးတဲ့စာမေးပွဲတစ်ခုဖြစ်လာပါပြီရှင်။ဒီစာမေးပွဲကိုမမကန်ကန်ဂုံတူးထွက်အောင်ဖြေနိုင်မယ်ဆိုရင်တော့မူဝါဒပြောင်းသွားခဲ့ရင်တောင်မှဒီကောင်လေးပြန်ပြီးခေါင်းထောင်လာတဲ့အချိန်ဖြစ်တယ်ဆိုရင်တောင်မှကျမတို့ကသူတို့နဲ့ပခုံးချင်းရှင်းနိုင်လောက်ပါပြီရှင်။ကျမတို့ကန်တရားအခွင့်အရေးတစ်ခုပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့ကျမတို့ဝရိယစိုက်မှရမယ်ရှင်။ကံညာဝရိယ၃ပါးလုံးစုံမှလူတောက်ဟာချမ်းသာတာတဲ့ဒီတော့ကျမတို့အခုဆိုကံတရားပေးလိုက်ပြီ အချိန်၄နှစ်ပေးလိုက်ပြီအဲ့ဒီအချိန်မှာကျမတို့မီဒီယာသမားတွေနဲ့မြန်မာနိုင်ငံရဲ့မီဒီယာကိုခမျိုးတိုးတက်စေခြင်းနဲ့လူကြီးရဲ့အားလုံးပေါ့နော်ဝရီးယားစိုက်တင်ပါတယ်ရှင့်ဒါပြင်ဟိုကျမတို့စူးစမ်းအထောက်မှုတွေနဲ့ညံ့ညံ့သွေးတွေပါပေါင်းလိုက်မယ်ဆိုတော့ကျမတို့မြန်မာမီဒီယာကခမျိုးတိုးတက်ပြီးတော့အားကားမောင်းတာဖြစ်လာပါပါရှင့်ကိုခန်းအကောင်းကြီးဆိုမှတော့အပြင်ကယောဂါကြီးကြောက်စရာမလိုတော့ဘူးလေယောဂဝင်ခဲ့တယ်ဆိုလေ နည်းနည်းပပခံရပြီးတောက်သွားမှာဟုတ်တယ်မလားဒါပြပြရပါလူကြောက်ခံတာပေါ်လဲကျွန်မကြောက်စားပြရပါရှင့်ဒီတော့မြမမီဒီယာခန္ဓာကတော့ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ပါတယ်မီဒီယာခန္ဓာမှာပညာတတ်တဲ့လူငယ်တွေတကယ်ကိုအားကောင်းမောင်းတန်အလုပ်လုပ်နိုင်တဲ့ idea ကောင်းတဲ့လူငယ်တွေအများကြီးမွေးထုတ်တင်ပါပြီရှင့်ဒါလေးတော့ကျွန်မအနေနဲ့ပြည်နိုင်ငံမှာဖြစ်တဲ့ကိစ္စလေးနဲ့ပေါ့နော်ပတ်သက်ပြီးတော့ကျမတို့ရှားတင်ရထိုက်တဲ့ယူသိမ့်တဲ့အခွင့်အရေးလေးတွေကိုမြင်လာတဲ့အတွက်အကြံပြုတင်ဆက်တာဖြစ်ပါရှင်။ကျမတို့လည်းလူရည်လို့ဖြစ်လာအများအကံမစိုးပါဘူးရှင့်။ကံကောင်းတဲ့အချိန်လေးတစ်ချက်ဆိုတာမြင်ရရှိပါတယ်။ အခုအချိန်ကကျမတို့မီဒီယာကဏ္ဍအတွက်ကံကောင်းတဲ့အချိန်လေးတစ်ချက်ပါဒီကံကောင်းတာလေးကိုကျမတို့စ조사အထုတ်ပြီးတိစောက်နိုင်မယ်ဆိုရင်ဖြိုဖျက်လို့မရတော့တဲ့မီဒီယာအခန်းကဏ္ဍကြီးတစ်ခုကိုကျမတို့တိစောက်နိုင်မှာဖြစ်ပါရှင့်ကိုယ့်နိုင်ငံမီဒီယာအားကောင်းနေပြီဆိုမှတော့အခြားနိုင်ငံတွေကိုဘာကြောက်ကြရလို့လဲရှင်ဟုတ်တယ်မလားဒါလေးကအရေးကြီးရယ်ပေါ့နော်ဘာကြောက်လဲဆိုတော့ကျမတို့ကဒီ trend ကအမြဲတမ်းရှိနေမှာမဟုတ်လေအမေရိကန်မှာဟုတ်ရှိနေမှာမဟုတ်လေအင်အားစုတွေအမြဲတမ်းပြောင်းလဲနေမှာနိုင်ငံရေးအခြေအနေတွေအမြဲတမ်းပြောင်းလဲနေမှာဒီတော့သူရှိတော့မလဲ ကျမတို့ကစူးစမ်းတင်တာပါရှင်ဒါလေးကိုပြောချင်တာပေါ့နော်အဓိကဆိုလိုရင်းလေးပေါ့ရှင်ဒီတော့ကျမတို့မြန်မာမီဒီယာခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျမတို့အားကောင်းမောင်းတန်စူးစမ်းဖို့လိုပြီးကျမတို့အားလုံးဝိုင်းဝန်းပြီးတော့စီလုံးညီညွတ်စွာနဲ့စူးစမ်းကြဖို့လိုပြီးဆိုတဲ့အကြောင်းလေးကိုသတင်းသုံးသပ်ချက်လေးရနေပြီးတော့ကျမထည့်သွင်းတင်ဆက်လိုက်ရပါမယ်ရှင်။မိဘပြည်သူများရှင်ကျမအနေနဲ့နိုင်ငံသားပေါ့နော်မီဒီယာတွေခုလိုမျိုးကြက်ရထနေတာအချိန်မှာပေါ့နော်ကျမနိုင်ငံနဲ့ဆက်ဆက်တဲ့သတင်းလေးတစ်ခုလည်းပြောပြချင်ပါရှင်။သတင်းဆိုတဲ့အကြောင်းအရာလေးခုပါ တကယ်တော့ဒီ BBC တို့ VOA တို့ RFA တို့ပေါ့နော်အဲ့လိုမျိုးသတင်းဌာနတွေကဆိုရင်အနောက်နိုင်ငံကနေပြီးတော့ sponsor ရှူထားကြတဲ့သတင်းဌာနတွေပေါ့ရှင်အဲ့ဒီသတင်းဌာနတွေကဆိုရင်ဒီကသတင်းဌာနဆိုရယ်ခေါင်းစဉ်အကာအကွယ်ရှူပြီးတော့သူကဝါဒဖြန့်ချီရေးလက်နက်တစ်ခုဖြစ်နေလောက်ကင်နေကြတာဖြစ်ပါရှင့်ဒါကတော့မိဘပြည်သူများအားလုံးရိတ်ဖန်းတန်ဖန်းသိပြီးတော့ပြီလို့ထင်ပါတယ်အခုလည်း အမေရိကန်နိုင်ငံကလည်းသိသွားတဲ့အတွက်ဒီလမ်းလမ်းစဉ်ကိုမနှစ်သက်တဲ့အတွက်ဒီလိုမီဒီယာတွေရေးသားမြစ်ဖြတ်ချလိုက်တာပေါ့ရှင်။သူတို့ကိုယ်တိုင်ကမှဒါဟာမကောင်းဘူးဆိုတာကိုသဘောပေါက်လာတဲ့အတွက်လှုံ့ဆော်လိုက်တာပေါ့ရှင်။သူတို့ရဲ့သတင်းတင်ဆက်မှုပုံစံဒီမှာဆိုရင်သူတို့ဝါရားဖြန့်ချိန်တဲ့အကြောင်းအရာတွေဆိုမော်နော်သတိထားမိပါလိမ့်မယ်။သူတို့သတင်းတင်ဆက်တာကဟိုတူတယောက်ကလာပြီးတော့ရှင်ဖွင့်ပြောကြပါတယ်ဆိုတော့ပုံစံနဲ့အတန်ဖိုင်နေတဲ့ပေါ့နော်အဲ့လိုမျိုးဖြန့်ဝေလေးရှိရဲ့ရှင်။သတင်းဆိုတာက လူတယောက်ပြောရုံနဲ့အတီးပြုတ်ပြီးတော့တင်ဆက်လို့ရတဲ့အရာမဟုတ်ဘူးသိလားအဲ့လိုပြောကြည့်ဆိုကျွန်မတို့လည်းသတင်းဌာနတစ်ခုခုဖုန်းဆက်ပြီးတော့ပောက်ကက်ထိုင်ပြောလိုက်လို့ရရပါလေသူတို့မြန်မာနိုင်ငံမှာနေရာလည်းမဟုတ်ဘူးဒီကိစ္စကိုမြင်ခဲ့တာလည်းမဟုတ်ဘူးဓာတ်ပုံသက်တွေရှိရလည်းမဟုတ်ဘူးဗီဒီယိုသက်တွေရှိရလည်းမဟုတ်ဘူးအသိသက်တွေတွေလည်းပါလည်းမဟုတ်ဘူးအဲ့ဒါကိုသူတို့အဲ့လိုယူပြီးတော့တင်ဆက်တာရှင့်အဲ့လိုပုံစံနဲ့ပဲကျွန်မတို့နိုင်ငံဟာဆိုရင်ဝါရမိုင်းအောင်မှာနေမုန်းခဲ့ရတာဖြစ်ပါရဲ့ရှင့်အဲ့လိုနေမုန်းပြီးရဲ့အခါမှာအချင်းချင်းမုန်းတီးမှုတွေနဲ့တတ်ပြတ်ခဲ့ကြတာယနေ့ထိတိုင်ပါပဲရှင့် ကျွန်မအနေနဲ့ဒီသတင်းဌာနတွေပြုလုပ်ခဲ့တဲ့သတင်းမှိုင်းနေပေါ့နော်မှိုင်းနေပေါ့အဓိကတော့သတင်းမှားဆိုတာကမှိုင်းတိုက်တာတိလားမှိုင်းတိုက်တဲ့အဆင့်ကပုံကြောက်ပေါ်ကောင်းလဲရှင်အဲ့ဒီကနေပြီးတော့ကျွန်မလေ့လာထားတဲ့နေရာနေနည်းလေးပေါ့ရှင်အဖြစ်စဉ်လေးတစ်ခုကျွန်မတင်ဆက်ပေးကြပါမယ်အဲ့ဒီဖြစ်စဉ်ကတော့ပုံကြောက်ဆန်တဲ့ပတ်သက်တဲ့ဖြစ်စဉ်သာဖြစ်ပါလားရှင်ကျွန်မခုပြောပြမဲ့ဖြစ်စဉ်လေးပေါ့နော်ဖြစ်ခဲ့တာ2000 2006လောက်ကထင်တယ်ရှင်ဒီနာဖအစိုးရကတဲ့ပုံကြောက်ဆန်ရဲ့အခန်းကဏ္ဍကိုမှေးမိန်ပြက်ကွယ်အောင်လုပ်နေပါတယ် ောက်ပိုင်းကလေးတွေကပိုချုပ်ကိုသိပြီးတော့မသိကြတော့ပါဘူးဆိုပြီးတော့ဒီ VC တို့ BOE တို့ပေါ့ရှင်အဲ့တင်းဌာနတွေကနေပြီးတော့အကြီးကျယ်ဝါဒဖြန့်ခဲ့တဲ့ကာလတခုရှိခဲ့ပါရှင့်အဲ့ဒီကာလတော့ဆိုရင်ဒီတင်းဌာနတွေကပေါ့နော်မြန်မာနိုင်ငံကနာမည်ကြီးလူရှင်တော်တူဦးနဲ့အင်တာဗျူးကိစ္စလေးလုပ်ခဲ့တယ်လို့ကျွန်မမှတ်တမ်းလေးအရာသိရရရှင့်အဲ့ဒီအင်တာဗျူးမှာဆိုရင်သူကဘာဘာပြောလဲဆိုတော့အဲ့ဒီလူရှင်တော်ကပြောခဲ့တာပေါ့နော်ဝါရဲ့လူရှင်တော်တူဦးကပြောခဲ့တာပါရှင့်အခုခေတ်ကလေးတွေအားတဲ့ဘိုးကြောင့်အောင်ဆောင်မသိတော့ဘူးဆိုပြီးတော့သူကူရန်ပြောခဲ့တယ်တဲ့ ဆိုလိုချင်တာမြန်မာနိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေကဗိုလ်ချုပ်အောင်ဆန်းကိုဗိုလ်ချုပ်အောင်ဆန်းရဲ့တမားကိုဖျောက်ဖျက်ထားတယ်ပေါ့ရှင်လူငယ်တွေကိုပေးမသိတော့ဘူးပေါ့အဲ့လိုလေသူကပြောခဲ့တာပေါ့ကျမနေနဲ့မေးချင်တာပါလဲဆိုတော့ကျမတို့ငငယ်ကလေးကဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုចောင်းစာမှာတင်ရတယ်ရှင့်မြန်မာနိုင်ငံမှာရှိတဲ့အုပ်ချုပ်သူတွေဟာဗိုလ်ချုပ်အောင်ဆန်းတမိုင်းကိုဖျောက်ဖျက်ခြင်းနဲ့ဆိုရင်ចောင်းစာတွေမှာပါပါမလားရှင့်ကျမတို့ယနေ့အချိန်ထိចောင်းစာတွေမှာတင်ခဲ့ရတဲ့ဗိုလ်ချုပ်ကဗိုလ်ချုပ်အောင်ဆန်းပဲเนาะဗိုလ်ချုပ်မွေးဦးတန့်ရွှေအကြောင်းចောင်းစာတွေမှာတင်ရတာရှင့်ဗိုလ်ချုပ်တွေအများကြီးရှိတဲ့ကျမတို့နိုင်ငံမှာခေတ်ဆက်ဆက်တက်ခဲ့တဲ့ ဩဇာအာဏာကြီးကြွားခဲ့တဲ့ဗိုလ်ချုပ်တွေအများကြီးရှိရပေါ့နော်။ဒါပေမဲ့သူတို့တွေအကြောင်းကျွန်တော်တို့ကြောင်းစာမှာမသင်ခဲ့ရအောင်လေ။ဗိုလ်ချုပ်ဆန်းအကြောင်းကိုသာလုံးစီဖက်စီသင်ခဲ့ရတာရှင့်။ကြောင်းပြတ်ဘူးတဲ့ကလေးတိုင်းကဗိုလ်ချုပ်ဆန်းကိုသိပါတယ်ရှင့်။သူ့ဘာကြောင့်လူငယ်တွေဗိုလ်ချုပ်ဆန်းမသိဘူးလို့သူပြောလဲမသိဘူး။တခုတော့ရှိရပါတော့ចောင်းမတက်ဘူးဆိုတော့မသိဘူးပါရှင်ចောင်းမတက်ဘူးဆိုတော့မအရက်တည်းကလူတွေအလုံးဘိုးကြောင်ဆန်းသိရလေဘိုးကြောင်ဆန်းဘယ်သူလဲဆိုတာအခုခေတ်နောက်ပိုင်းကလေးတွေလည်းသိရကျမတို့လည်းသိခဲ့တယ်ကျမတို့ဆို1980ခွာတွေပေါ့နော်ဒီတော့ကျမအနေနဲ့ဒါကြတော့ဒီတိုင်းပြောမယ်ဆိုရင် ကျွန်မကရှောက်ပြောတယ်ဆိုပြီးထင်မှာဆိုလို့ကျွန်မတက်တေပြကြတယ်ခုနဲ့ပြောချင်ပါရှင့်အဲ့ဒီတက်တေပြကြတယ်ကတော့ကျွန်မတို့အောင်ဆန်းစာနေဆိုတဲ့ကပြားလေးကြောင်းတာဖြစ်ပါရှင့်မကျမတို့ဒီတတရာတဲ့မြန်မာဖတ်စာမှာဆိုသင်ခဲ့ရတာလေဒီတော့အောင်ဆန်းစာနေကပြားလေးကိုအယုံဆုံးတေချာလေးနားထောင်ကြည့်ပါရှင့် အောင်ဆန်းစာနီဖေဖော်ဝါရီ23မှာဗိုလ်ချုပ်မွေးနေပါ1935ရှေ့နေဥပါဒာဇာတိနမောက်မကွေးခရိုင်တိကျများခုတိုင်ကြက်ကြန့်ခိုင်တဲ့ဇာနီဝါမိခင်တော်စုသား1940ပြောင်းကျွတ်တမလုံးမျက်ရည်သုံးလုံးပဝင်ညုံဇွန်လ19ပြည်တော်စုရဲ့ကျေးဇူးရှင်ဗိုလ်ချုပ်တို့ပါခင်ကောင်းစီချန်နဲ့မှာစကားငါတို့မမေအားပြည်တော်လူရေးကျိုးပန်းအောင်ဒီချစ်တူကောင်းဆောင်ဆိုရှယ်လစ်ပေါင်းလမ်းစဉ်များဗိုလ်ချုပ်ချမှတ်သွားဆိုတဲ့ကြံရလေးဖြစ်ပါရှင့် ျမအနေနဲ့ဒီကဗျာလေးကိုတေချာကြည့်ပြီးတော့ဖတ်ပြတာကမှားတာတွေပါသွားမှာစိုးလို့ပါရှင်။ကျမတို့အလောက်ထိကိုဘုံကျုံနဲ့ပတ်သက်ပြီးတော့တံပိုးထားပါတယ်ရှင့်။ဒီကြာလေးကိုဆိုရင်အခြေခံပညာတက်တရာနဲ့မြန်မာဖက်စာမှာ1994ခုနှစ်ကနေစပြီးတော့ထည့်သွင်းပြန်ထန်းနေတာဖြစ်ပါရဲ့ရှင့်ဒီကြာလေးကိုဆိုရင်ရေးသားခဲ့တဲ့သူဘယ်သူလဲဆိုတော့မိဘပြည်သူများသိပါရဲ့လားရှင့် ဒီကဗျာလေးကိုရေးသားခဲ့တဲ့သူကဆိုရင်ဘုံမူကြီးရဲထွန်းရေးသားခဲ့တဲ့ကဗျာဖြစ်တယ်ဆိုတော့သိရပါတယ်ရှင်ဘုံမူကြီးကဆိုရင်သူ့ရဲ့သားကြီးဖြစ်တဲ့ဦးရဲအောင်မိုးကငယ်စဉ်မှာပေါ့နော်ဘိုးကျောင်းဆန်းအကြောင်းစာကျက်နေတော့ကြားတဲ့အခါမှာသူ့ရဲ့သားစာကျက်ရတာလော်ရောင်လို့အချက်လက်လေးမှတ်ရတာလော်ရောင်လို့ဒီကဗျာလေးကိုဆက်ဆုံခဲ့တာဖြစ်ပါတယ်ရှင်ဒါပြင်ဒီကဗျာလေးကိုလည်းသူကဆရာဆရာမကိုလည်းဖြန့်ဝေပေးခဲ့ပါတယ်ရှင်။ဒီကဗျာလေးကိုတာကြီးရဲအောင်မိုးရဲ့နာမည်နဲ့ဂျာနယ်စာဆောင်တစ်ခုမှာထည့်သွင်းဖော်ပြခဲ့တာကိုမြင်တွေ့ရပါတယ်ရှင်။ ဘိုးကျောင်းဆန်းအောင်ဆန်းစာနီကပြပေါ့နော်ပထမဆုံးပုံသိမ့်မှုကို1964ခုနှစ်စက်တင်ဘာတရက်နေ့မှာထုတ်တဲ့ရှေ့ဆောင်လူငယ်ကြားနဲ့စာမျက်နှာ18မှာမြင်တွေ့နိုင်ပါတယ်လို့သမိုင်းပတ်တမ်းများရာသိရပါရှင်အဲ့ဒီရှေ့ဆောင်ကြားနဲ့မျက်နှာဖုံးလေးနဲ့အထဲမှာပါတဲ့ကပြလေးကိုကျွန်မပြသပါမယ်ရှင် ဒီကြံလေးကိုအခြေခံပညာဦးစီးဌာနအငိမ့်စာညွှန်ကြားမှုချုပ်ဆရာကြီးဦးတန်းဦးထံကိုပေးပို့ခဲ့ပြီးရခါမှာအကြောင်းတော့ပြထမ်းဖို့အတွက်စာမူကငွေကျပ်900ရရှိခဲ့တယ်ဆိုပြီးတော့လည်းသိရှိရပါတယ်ရှင့်ဗိုလ်မှူးကြီးချဲ့ထုံပါဆိုရင်1968ခုနှစ်ကနေ1969ခုနှစ်ကအင်္ဂလန်နိုင်ငံမှာစစ်တမ်းမှုကြီးအဖြစ်နဲ့လုံလောက်ပိုင်ခဲ့ပါတယ်ရှင့်သူအားဆိုရင်ဗိုလ်ချုပ်အဆန်းရဲ့သမီးဖြစ်သူဒေါအောင်ဆန်းစုကြည်ကိုလည်းကြည့်ရှုစောက်ရှောက်ခဲ့တယ်ဆိုပြီးတော့သိရပါတယ်ရှင့်ဒါကတော့အောင်ဆန်းစာနေကြံလေးကိုရေးသားခဲ့တဲ့အမှတ်ပြလေးဆီမှပြန်လည်ပြောပြတာပါရှင့် မအခုဖတ်ပြတဲ့ကြများလေးကိုမသိလိုက်တဲ့သူများရှိပါသလားရှင်အသက်ရွယ်ကြီးပြင်းလာလို့တေတေချာလေးမမတ်မိတာတော့ဒါပဲရှင်ရှင်ပဲအဲ့ဒီအောင်ဆန်းစာနီးဆိုတဲ့ကြများလေးကိုအားလုံးကစက်မှတ်ဘူးပါတယ်ရှင်သိလားကျမတို့ကလေဘိုးကျောင်းဆန်းနဲ့ပတ်သက်ပြီးတော့ဟုတ်ငယ်စဉ်ကလေးကဘိုးကျောင်းရဲ့သမိုင်းကြောင်းတွေကောင်းရကောင်းကျိုးတွေကိုပဲသိရှိမှတ်သားပြီးတော့ကြီးပြင်းခဲ့တဲ့သူတွေပါရှင့်ကျမတို့နားမှာကျမတို့မျက်စိမှာဘိုးကျောင်းဆန်းရဲ့ ဒီစိုးကျိုးတွေတော့မှလူဆိုတာရှင်းပြရရင်ကောင်းကျိုးရှိရယ်စိုးကျိုးရှိရယ်ကောင်းတာလုပ်ခဲ့ရရှိရယ်စိုးတာလုပ်ခဲ့ရရှိရယ်သမိုင်းကြောင်းမှာအဲ့လိုရောပြုံးနေတာပေါ့နော်ဒါပေမဲ့ကျမတို့တစ်သက်လုံးသိလာခဲ့တဲ့ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်းကကောင်းတာတွေပဲသိခဲ့တာရှင့်ကျမတို့တေယုံညွန်းန်းဒီမှာဖတ်လိုက်လို့ရှိရင်ဗိုလ်ချုပ်ကိုကောင်းငယ်ပဲညွှန်းဆိုထားကြတာ။ဒါပေမဲ့ကျမတို့ဗိုလ်ချုပ်အောင်ဆန်းအောင်ဆိုရင်လည်းပုထုဇဉ်တယောက်ဖြစ်တဲ့အတွက်သူလုပ်ခဲ့တဲ့လုပ်ငန်းစဉ်တွေမှာလည်းမှားတာလည်းရှိရဲ့။မှန်တာလည်းရှိရဲ့ပေါ့နော်။ဒီတော့တကယ်တော့လေတရာဟုတ်ပါတယ်။ UAE တို့ BBC တို့ပြောတဲ့ဟာကမှန်တယ်လို့တော့တဝက်မှန်တယ်ပေါ့ရှင်ပြောရမယ်ဆိုတော့ ကျမနိုင်ငံရဲ့ခေါင်းဆောင်တွေပေါ့ရှင်ဗိုလ်ချုပ်မှုသန်းရွှေလို့ပြောလို့ပေါ့လေဒီခေါင်းဆောင်တွေဟာဗိုလ်ချုပ်ရဲ့သမိုင်းတချို့ကိုထိန်ချန်ခဲ့ကြရတယ်ရှင်အဲ့ဒါပါလဲဆိုကျမတို့ပြောပြခဲ့တာကဗိုလ်ချုပ်ရဲ့ခေါင်းဆောင်တွေကိုပဲပြောပြခဲ့တာဗိုလ်ချုပ်မှာလည်းမှားခဲ့တာရှိတယ်လွဲမှားခဲ့တဲ့ဆုံးဖြတ်ချက်တွေချခဲ့တာရှိရဲ့ရှင်ဒါတွေကိုကြတော့ကျမတို့မပြောပြခဲ့ဘူးចောင်းသုံးဆောင်ထဲမှာမထည့်ခဲ့ဘူးရှင်ဒါလေးကတော့တို့ကျမတို့ထိန်ချန်ခဲ့တဲ့ကိစ္စပါပဲကျမတို့ဗိုလ်ချုပ်ခေါင်းဆောင်တွေပဲပြောပြီးတော့ဗိုလ်ချုပ်ရဲ့အားနည်းချက်တွေကိုထိန်ချန်ခဲ့ကြတာရှင်ဒီတော့ ကျမတို့ကဆိုရင်အသက်ကြီးလာတော့မှဘိုးချုပ်ရဲ့အားနည်းချက်တွေကိုပြန်လဲဖတ်ရှုရတယ်။သူဘာတွေမှားခဲ့လဲသူဘာတွေအားနည်းခဲ့လဲဆိုတာပြန်သိရတယ်။ဒီလိုသိရတဲ့အခါမှာကျတော့ကျမတို့ကအသိဉာဏ်ရင့်ကျက်နေပြီလေ။ဒီတော့ဘိုးချုပ်ပေါ်မှာအပြစ်ရဲလို့ကျမတို့ကြည်ကြည်မှတင်တာမရှိပါဘူးရှင့်။အော်သူလည်းပုရုဇဉ်ပဲ။ကောင်းမဲ့တယ်လို့လုပ်ခဲ့တာမှားခဲ့မှာပဲ။မှားတာလည်းရှိခဲ့တာပဲဆိုတော့အတွေးလောက်ပဲရှိရဲ့ရှင့်။ငယ်ရွယ်တဲ့အချိန်မှသာဘိုးချုပ်မှားခဲ့တဲ့အမှားတွေကျမတို့သိလိုက်မယ်ဆိုရင်ဘိုးချုပ်ပေါ်မုန်းထည့်ရဲ့စိတ်တွေရှိသွားမှာရှင့်။ဒီလိုရှိသွားမှာဆိုတဲ့အတွက်နိုင်ငံကောင်းဆောင်တွေက နောက်ကောင်းဆောင်ကရှေ့ကောင်းဆောင်ပေါ်မှာတစ္ဆာရှိရရှင့်ကျမောက်နိုင်ငံကောင်းဆောင်တွေကအဲ့လိုမျိုးကောင်းမွန်တဲ့ဂလိထုံနှန်းတွေကိုပိုင်ဆိုင်ထားတဲ့သူတွေပါရှင့်စိတ်တက်ကောင်းတဲ့သူတွေပါစိတ်ထားမုံမြတ်တဲ့သူတွေပါစိတ်ထားကသမုတ်တရားကြီးလိုမျိုးကြဲပြန့်အေးမြတဲ့သူတွေပါရှင့်အဲ့ကြောင့်ကျမအနေနဲ့ကတော့မြန်မာနိုင်ငံမှာလူဖြစ်ရတာအကုန်ယူပါရရှင့်ကျမောက်နိုင်ငံဘလို့ခက်ခဲတွေပဲရှိရှိကျမောက်နိုင်ငံမှာဖုံးခံရှိရသူတွေပဲနေထိုင်နေလို့ကျမပြောရယုံကြည်ရဒါကြောင့်ဒီခက်ခဲတွေကိုကျမတို့ကြော်ဖြတ်နိုင်ပါမယ်အဲ့ဒါသိကြရရှင့်လုံးဝအပြည့်ဝကျမယုံကြည်ရ ဲ့လိုနေရောက်ဖို့အတွက်ကိုတော့ကျမတို့နည်းနည်းစူးစမ်းအောင်ပါဗောနော်ဒါလေးခုပဲရှိပါရှင်ဒီတော့ VOA တို့ RFA တို့ကနေကျမတို့သွေးထိုးခဲ့တဲ့ကိစ္စတွေမှန်ခဲ့လားမှားခဲ့လားဆိုတာနောက်လာနောက်သားတွေနဲ့မိဘပြည်သူများသိရှိစေဖို့အတွက်ကိုကျမဒီအောက်ဆန်းစာနေကြပြလေးနဲ့နှိုင်းရှင်သုံးသပ်ပြတာဖြစ်ပါရှင်ကျမတို့ဟာဖြစ်နေပြီးတော့ခေါင်းဆောင်အားလုံးပေါ်မှာလေးစားမှုရှိပါတယ်ဒါပြင်တချို့ဆိုချစ်ခင်မှုလည်းရှိကြရပါဘောနော်ဒီမူလေးကိုမပြတ်စေချင်ပါဘူးရှင့် ်အမုန်းတရားတွေနဲ့အဆုံးသတ်တာမျိုးမလို့ကျင်ပါဘူးအမားတွေရှိခင်ရေးယူခံရတဲ့ကိစ္စတွေလည်းရှိမှာပဲဒါပေမဲ့ကျမတို့ဟာခေါင်းဆောင်တွေပေါ်မှာမုန်းတီးခြင်းမရှိကြပါဘူးရှင့်ဒီဒီလေးတွေကိုပဲထိမ့်သိမ်းသွားရင်လည်းကျမတို့နိုင်ငံမှာပဲခေါင်းဆောင်တက်တက်ကျမတို့ကဝန်းရံကြပြီးတော့နိုင်ငံတော်အေဂျင့်ဖို့ကသာရှေ့ရှုဖို့အတွက်လိုအပ်ပါရဲ့ရှင်ဒါလေးတော့ကျမတင်းသုံးသက်ချက်လေးရနေပြီးတော့ရရှိထားလိုက်တဲ့အသည့်တရားလေးတစ်ခုပေါ့နော်ဒါလေးကိုကျမပြန်လည်ပြီးတော့မျှဝေပေးတာဖြစ်ပါရဲ့ရှင့်မိဘပြည်သူများရှင်ကျမနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းလေးရတော့ကျမခုနေ့ကတင်ဆက်ခဲ့တဲ့သတင်းလေးရအဆက်တွေလည်းဖြစ်ပါရဲ့ရှင့် ။လူမုတ်ွယ်ပေါ်မှာအခုအရန်အောင်ပြန့်နှံ့နေပါဗါး။ပုတ်လိကကျောင်းမှာတောင်ဝထမ်းဆောင်နေတဲ့ဆရာတွေကနေပြီးတော့ကျောင်းသားတွေပေါ်မှာလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေနှောက်ယှက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတော့ကိစ္စလေးကိုဖွင့်ဟလာတာပေါ့နော်အဲ့ဒီတင်းလေးကိုကျွန်မတင်ဆက်ပေးပါပြီရှင့်အခုဆိုရင်အဲ့ဒီဆွဆွဲခံရတဲ့ကျောင်းကနေပြီးတော့ထုတ်ပြန်ချက်တွေတခုကိုလည်းထုတ်ပြန်ထားပါရှင့် ဒီကြောင့်အနေပြီးတော့တဲ့အများသိစေရန်အတိပေးကြညာခြင်းဆိုပြီးတော့ထုတ်ပြန်ထားပါတယ်ရှင့် student target private school နဲ့ပတ်သက်ပြီးတော့တဲ့အများသိစေရန်တတိပေးကြညာခြင်းဆိုတဲ့စာလေးပေါ့နော်။ကျောင်းရဲ့တီထောင်သူတွေ၊ကျောင်းကဆရာဆရာမတွေကုန်းသိက္ခာကြဆင်းစေဖို့အတွက်ရည်ရွယ်ပြီးတော့တဲ့မဟုတ်မှန်သတင်းတွေကိုဆက်သွယ်ကွန်ရက်ကိုအသုံးပြုပြီးတော့လူပတ်ဝန်းကျင်မှာဖြစ်စေ၊ဖုန်းနဲ့ဖြစ်စေ၊ဒါရိုက်တော်ဖြစ်စေ၊သွေးဝတ်တော်ဖြစ်စေ၊သရေဖြစ်တဲ့ဇကားတွေမမမဟုတ်မှန်မှန်ရေးသားတာကြီးပေါ့ရှင်။အဲ့လိုချင်းချောက်တာဖြန့်ဝေတာပြုလုပ်တဲ့အတွက်မှတ်ချက်တွေပြုတဲ့အတွက်တဲ့ သူတို့အနေနဲ့ဒါတွေကိုလုံးဝမလုပ်တော့ဘူးတဲ့ကိုတားမြစ်တယ်တဲ့အဲ့လိုတားမြစ်တဲ့အခါမှာတဲ့ဒီပြုတ်လုထားတဲ့သူရှိမယ်ဆိုလဲယနေ့ကစပြီးတော့ပြန်လဲဖြတ်သိမ်းရမယ်ပေါ့နော်အဲ့ဒီထပ်ပါကိစ္စရဲ့တွေကိုတဲ့ပြုတ်လုတဲ့ဘသူ့ကိုမဆိုမြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေအရအရေးယူဆောင်တော့မယ်ဆိုပြီးတော့အသိပေးကြညာအပ်ပါတယ်ဆိုပြီးတော့ကြညာထားတာတွေ့ရပါရဲ့ရှင့်ဒီတော့ဖြစ်စဉ်လေးကတော့အခုလိုဖြစ်လာပါပြီရှင့်ဒါကျွန်မအနေနဲ့ကအွန်လိုင်းပေါ်မှာသူတို့အနေနဲ့တရားဝင်ကြညာတဲ့အတွက်အကြောင်းရဲ့နာမည်လေးကိုလဲသူတို့ကြညာထားတဲ့အတိုင်းဖတ်ပြတာဖြစ်ပါရဲ့ရှင့် ကျမပထမတင်ဆက်မှုမှာတော့ကျောင်းနာမည်ကိုမထည့်ခဲ့ဘူးပေါ့နော်အခုကတော့ကျောင်းဘက်ကလည်းတရားဝင်တုတ်ပြန်တဲ့အတွက်ကျောင်းနာမည်ကိုထည့်ပေးတာဖြစ်ပါရှင့်အဲ့ဒီမှာဆိုရင်ဒီဘက်ကဆွဆွဲတဲ့သူတွေဘက်ကလည်းထပ်မံပြီးတဆင့်တက်လာတော့မြင်တွေ့ရပါတယ်အဲ့ဒါပါလဲဆိုတော့ကျောင်းထီထောင်တဲ့သူရဲ့ဥလေဖြစ်သူဟာဝင်ကြီးဟောင်းတယောက်လို့သိရပါတယ်ရှင့်အဲ့ဒီဝင်ကြီးရဲ့နာမည်ကိုပါထုတ်ပေါ်ပြောကြခဲ့တာဖြစ်ပါတယ်ရှင့်ဒါလေးရောစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကျမတင်ဆက်ပေးချင်ပါတယ်ရှင့်ဒီတော့အခုဖြစ်စင်ရဆိုရင်တတရလူပါမပဲပွဲပြီးမဲ့သဘောတော့ရှိပါရဲ့ရှင့်လူမှုကွယ်ပေါ်မှာတူးနဲ့တူဆွဆွဲနေုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ဘူးလေ ဒါကျမတို့ကတူးနဲ့တူဆွဆွဲကိစ္စတွေကလူမှုကွယ်မှာတော့နေစဉ်နေတာနေပါဖြစ်ပြနေရပဲရှင့်ဒါပေမဲ့ဒါကကြတော့ယာစွေးမှုဘက်ကိုသွားတယ်ရှင့်ယာစွေးမှုဆိုတဲ့သဘောတရားကဆွဆွဲရုံနဲ့တားနေလိုက်ရုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူးရှင့်တတိယလူလို့ခေါ်တဲ့နိုင်ငံတော်အစိုးရအာဏာပိုင်တွေကဝင်ရောက်ဖြည့်ရှင်းတဲ့ကိစ္စသာဖြစ်ပါတယ်ဒီတော့အခုချိန်မှာဆိုရင်ဖြစ်စင်ရပါတော့ကျောင်းဘက်ကလည်းသူတို့မဟုတ်ပါဘူးဆိုပြီးတော့ထုတ်ပြန်လိုက်ပြီးတတိလည်းနဲ့ထုတ်ပြန်လိုက်ပြီးဥပဒေအရကိုတုတ်ပြန်လိုက်တယ်ပေါ့နော်ဆွဆွဲသူတွေအနေနဲ့ကလည်းဟုတ်တယ်ဆိုပြီးဒေချာပေါက်ကိုကိုယ်ပိုင်အကောင့်နေနဲ့ပေါ့နော် တကယ်ကိုကိုယ့်ရဲ့မျက်နှာတွေအတန်အနေနဲ့ကိုပြောဆိုထားကြပြီဖြစ်တဲ့အတွက်နိုင်ငံတော်အစိုးရကကြားဝင်ပြီးတော့အဲ့ဒီအဖွဲ့အဲ့ဒီအင်အားစုနှစ်ခုလုံးကိုခေါ်ပြီးတော့စစ်ဆေးမှုပြုလုပ်တဲ့နေလို့ထင်ပါတယ်ရှင်မိဘပြည်သူတွေကလည်းဒီသတင်းကိုဒီအမှုကိုမျက်ခြေမပြတ်ကိုစောင့်ကြည့်နေကြပါတယ်ဒီတော့ဒီအမှုဖြစ်စဉ်ဟာဒီကိစ္စဟာဆိုရင်နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာနဲ့အများကြီးသက်ဆိုင်နေပါတယ်ရှင်တာမန်စည်းကမ်းဖောက်ဖျက်တဲ့ကိစ္စလည်းမဟုတ်ဘူးရှင်တာမန်ရှန်ဖြစ်တဲ့ကိစ္စလည်းမဟုတ်ဘူးလိမ်မန်းဆိုင်ရာထိခိုက်နှောက်ယှက်မှုရှင်လိမ်မန်းဆိုင်ရာထိခိုက်နှောက်ယှက်မှုတောင်မှအသက်မပြည့်သေးတဲ့ចောင်းသားလူငယ်တွေပြုလုပ်တဲ့အမှုပါရှင် ဒီအမှုဟာအကြောင်းအမှန်ကန်တယ်ဆိုလဲအကြောင်းရဲ့ဂုဏ်သိက္ခာအတွက်နိုင်ငံတော်ကကူညီသင့်တယ်။ဒါပြင်နှစ်နာသူတွေမှန်ကန်တယ်ဆိုရင်လဲနှစ်နာသူတွေရဲ့တရားမျှတမှုအတွက်ကိုအကြောင်းကပေါ့နော်။ကျူးလွန်တဲ့သူတွေကိုအရေးယူနိုင်ဖို့အတွက်ကိုနိုင်ငံတော်ကနေပြီးတော့ကူညီဆောက်ရှောက်တင်ပါရှင့်။နိုင်ငံတော်အာဏာဆိုတာဒီလိုနေရာမှာသုံးချရတာဖြစ်ပါရှင့်ကျမတို့မိဘပြည်သူတွေအားလုံးနဲ့အတူတူဒါလေးကိုတော့အထူးတိုက်တွန်းပြောကြားလိုပါရှင့်တောင်းဆိုလိုပါရှင့်မိဘပြည်သူတွေကဒီအမှုကိုဒီတိုင်းပြီးသွားမှာကိုအင်မတန်စိုးရိမ်ခိတ်လန့်နေကြပါတယ် ဘာကြောင့်လဲဆိုတော့အခုနောက်ပိုင်းမှာဆိုရင်ခက်ဆက်ဆစ်ဖြစ်လာရယ်ပေါ့နော်လုံခဲ့တဲ့ကာလတွေကလည်းပကိုးမှဖြစ်သွားတယ်။ចောင်းဆရာကចောင်းသားလေးတွေကိုမတရားပြုတ်ကျင့်နေတယ်ရှင်။ပြုတ်ကျင့်ခံတဲ့ចောင်းသားတွေကဆိုရင်အယောက်20ကျော်ပါတယ်ရှင်။ဒီလိုចောက်မှတ်ဖွယ်ရာကောင်းတဲ့အမှုတွေကိုမျက်စိမှာပေါ့နော်မြင်တွေ့ပြီးပြီးသိရှိပြီးပြီးဖြစ်တဲ့အတွက်မိဘပြည်သူတွေကဒီမှုဒီတိုင်းကြော်သွားမှာရမ်းစိုးရိမ်နေကြတာပါ။ဒါကြောင့်နိုင်ငံတော်ကတတရလူအနေနဲ့ဝင်ရောက်ပြီးတော့တအားဖြည့်ရှင်းတင်ပြီလို့ထင်ပါတယ်ရှင်။နင်နာသူတွေကလည်းတရားဥပဒေရရင်ဆိုင်ဖို့ဆိုတာကစဉ်းစားကြည့်မယ်ဆိုနည်းနည်းတော့ခက်ခဲနိုင်တယ်။မိဘတွေကတားမှာပဲလေ ဒီကိစ္စရေဒီတိုင်းပဲမေ့လိုက်ပါတော့တားရဲ့သမီးရဲ့ဆိုပြီးပြောမှာပဲရှင်။ဘာကြောင့်လဲဆိုတော့ဂုံသိက္ခာရရှိတာကိုထိတ်လန့်ကြောက်ရွံ့မှုတွေရှိတာကိုဒီတော့နိုင်ငံတော်ကပဲအားလုံးကိုခေါ်ဆောင်ပြီးတော့ဘာဖြစ်တာလဲဆိုတော့မေးမြန်းစုံစမ်းကမင်းနဲ့ချင်းဆိုင်ဖြေရှင်းတင်ပြီလို့ထင်ပါတယ်ရှင်။ဒီခါမှဆိုရင်လည်းဒီမှုကိုဝန်းရံကြတဲ့သူတွေလည်းဆက်လက်ဝန်းရံကြပါ။ကျမတို့လည်းသိရှိသမျှကိုပြန်လည်ပြီးတော့ထပ်မံတင်ဆက်အောင်ဖြစ်ပါရှင်။ဒီအမှုဟာနိုင်ငံတော်ကဝင်ရောက်ဖြေရှင်းခြင်းမပြုမချင်းကျမတို့ကတင်ဆက်နေရအောင်ပါပဲ။ဘာကြောင့်လဲဆိုတော့အင်မတန်ကြောက်ဖို့ကောင်းတဲ့ကိစ္စအခြေတစ်ခုဖြစ်နေတဲ့အတွက်ကြောင်းရတယ် အများကြီးထိခိုက်သွားနိုင်တယ်ဒီသတင်းမှားတယ်ဆိုရင်ပေါ့နော်ဒီသတင်းမှန်တယ်ဆိုရင်လည်းနေနာသူကလေးတွေမျက်နှာမြင်အောင်ကြည့်ပါအောင်ရှင်ပြီးတော့ဒီသတင်းကမှန်ခဲ့တယ်ရှိတော့ကျူးလွန်တဲ့သူတွေကိုဒီတိုင်းလွှတ်ထားမလို့လားရှင်ဒါကလုံးဝမတရားဖြစ်သွားမယ်လေဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်ဝင်ရောက်ဖြေရှင်းတဲ့နဲ့ခေါ်ယူစစ်ဆေးတဲ့နဲ့ဆိုတာလေးကိုကျမတို့သတင်းမီဒီယာတာဝန်အရာတင်ဆက်ဆွေးနွေးပေးတာဖြစ်ပါရှင့်။ကျမတို့တင်ဆက်မှုကဘယ်သူမှနစ်နာစေလို့လည်းစိတ်မရှိပါဘူးရှင့်။အဓိကတော့အမှန်အတိုင်းပဲဖြစ်စေချင်တာပါ။နစ်နာတဲ့သူရှိရဲဆိုလဲအမှန်တိုင်းတရားမျှတမှုရစေချင်တယ်။ နစ်နာတဲ့သူတွေမရှိဘူးဆိုရင်လည်းဒါဟာသတင်းမှားဖြစ်တဲ့အတွက်နိုင်ငံတော်ကဖြေရှင်းပြပါပြီဆိုတဲ့ထုတ်ပြန်ချက်လေးတစ်ခုကိုပြည်သူပြည်သားတွေပေါ့နော်တိုင်းပြည်သားတွေကိုသိရှိစေချင်ပါရှင့်ဒါကနိုင်ငံတော်ကလောက်ကင်ပေးရမယ့်တောင်းဝန်ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကပြောပြပေးတာဖြစ်ပါရှင့်တောင်းဆိုတာပေါ့နော်ဒီတောင်းဆိုချက်လေးကမိဘပြည်သူအားလုံးကိုကိုးစားပြုလဲဆိုတာလေးကိုတော့ကျွန်တော်တို့အနေနဲ့ထည့်သွင်းပြီးတော့ပြောကြားလိုပါရှင့် ျမတို့ Prime Media အသင်းတင်ဆက်မှုတွေကိုအနေနဲ့အားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းကျိုးလိုရင်ဆန္ဒများပြေဝကြပါစေလို့ကျမတို့ Prime Media အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။